နေရပို့အဲ့ဒီကုန်နေကုန်ချလုံသမားတွေကိုဟိုတနေ့တစ်ခေါက်ပြိုတယ်တနာသူတို့ရဲ့ဘောကဒီအခြေအနေကိုကြည့်ပြီးတော့အရန်တနာပြီးတော့အခြေခံလူတန်းစားတွေကအခုတော်တော်အဆင်မပြေဖြစ်နေအောင်ဗာပြီးပြီးတော့ကိုတက်နိုင်သလောက်လေးပေါ့နော်တူမဲဆိုပြီးတော့ပို့ပို့တင်ငယ်ချင်းတွေကိုအလှူခံပြီးတော့ပို့ပို့ရဲ့ပို့ပို့တင်ငယ်ချင်းတွေစုပေါင်းပြီးတော့ဒီနေ့ကအလှူပေါ့နော် ုတ်တယ်ဟုတ်တယ်ဟာနှစ်ခါတိတိလာလို့ရပါတော့။ဟုတ်ပြောတယ်ဘာလို့ဆိုတော့တို့တနေကုန်လုံးဒီတော့ဟိုကုန်နေကုန်ချလို့อ่ะအရန်လေးဟိုပြင်မတ်မှာပဲเนาะ။ကိုတို့ဆိုလေအိတ်လေးတစ်လုံးတော့ကောကောင်အကြာကြီးမတည့်နိုင်အောင်တို့ဆိုတော့ဒါနေပူထဲမှာအာဟိုအလေးပင်မှပြီးအလုံးလုံးနေရတဲ့လူတွေပေါ့ပြီးတော့ရတဲ့ပတ်စံကလည်းအများကြီးမရအောင်ပေါ့เนาะအဲ့တော့ ဟိုကိုယ့်ရဲ့သမင်းတနက်စာကသူတို့ကောင်းကောင်းလေးလဲစားရတယ်သမင်းတနက်စာပတ်စံမကုန်တော့အဲ့ဒီဟာကိုတခြားနေရာမှာတုံးလို့ရတာပေါ့ maybe မုံစားရင်တားမယ်စလိတောက်ရင်တောက်မယ်စံတီတစ်ခုလုပ်လို့ရရွာပြန်မလာတော့အိမ်ကျက်လဲပို့ပြီးတော့မှတုံးလို့ရရင်လဲရမယ်ဘာမှတော့ဘာမှမဟုတ်ဘူးဆိုပေမဲ့အဲဒီခါကြီးကျရင်တော့လဲဒါအတူတူတော့အကြီးလို့ထင်ပါတယ်ပိုလေတစ်ခါကျရင်ဘာမှမဟုတ်ဘူးဆိုပေမဲ့တိတိလေးကကိုယ့်တက်အကြီးဖြစ်နေရပါတော့နော်ဒီနေ့ကပိုအဲ့ဒီကုန်နေကုန်ချလုံသမားတွေကိုဟိုတနေ့တစ်ခေါက်ပြိုတယ်တနာ သူတို့ရဲ့ဘောကဒီအခြေအနေကိုကြည့်ပြီးတော့အရန်တနာပြီးတော့အခြေခံလူနေသားတွေကအခုတော်တော်အဆင်မပြေဖြစ်နေအောင်ဘာဖြစ်ပြောကိုတက်နိုင်သလောက်လေးပေါ့နော်လူမဲဆိုပြီးတော့ပို့ပို့တငယ်ချင်းတွေကိုအလှူခံပြီးတော့ပို့ပို့ရဲပို့ပို့တငယ်ချင်းတွေစုပေါင်းပြီးတော့ဒီနေ့ကအလှူပေါ့နော် ုတ်တယ်ဟုတ်တယ်ဟာနှစ်ခါတိတိလာလို့ရပါတော့နော်အမေအောင်မြောက်လှူကျင်တာသူတို့စားတာကိုကြည့်ပြီးတော့ဝမ်းတာပေါ့ကလေ တို့အဲ့ရဘိုင်ယာစားတာကိုကြည်ဝမ်းသာကိုရီးယားအဲ့လိုအဲ့ရဘာမစားရဘူးပူပူတို့ငယ်ငယ်တုန်းကပူပူတို့ငယ်ငယ်တော့ဆိုလို့ရှိရင်လေတို့အိမ်ရှိမှာအဲ့လိုစံပြုတ်လှူလို့ရှိရင်အဲခွက်ကလေးနဲ့သွားစောက်ဖို့တယ်ရန်လဲဒါဟိုအဲ့အဲ့အချိန်တုန်းကဆိုလို့ရှိရင်လေအဲအဲ့စံပြုတ်ကိုယူပြီးတော့အမှန်တော့အဲ့စံပြုတ်ကတော့ဟိုအိမ်မှာကျွေးလို့ရရကွာအိမ်မှာစားလို့ရရဒါပေမဲ့တို့စံပြုတ်ကစက်သားစံပြုတ်ရဲ့ share ချက်ကြကွာဒါပေမဲ့အိမ်ကဟာတော့အများကြီးကောင်းလို့ကွာသိရမလားအဲ့ပြီးတော့နောက်တစ်ခါကျတော့သွားတက်စီပြီးတော့စားတဲ့အချိန်မှာပျော့တယ်သိရမလားအဲ့လိုစားကအကောင်းကောင်းလေးစားတာ ပျော်တော့လေအာကိုခလဲကြတော့လေအဲ့လိုမျိုးလှူရဲ့ဟင်မှာသူတို့ရဲ့ feeling ကကိုလိုပဲဖြစ်နေမယ်လို့ခံစားမိလို့ပါဒီနေ့ကကြပဲဟင်းလှူတယ်နောက်ပြီးတော့ဟောငေုတ်တီးကြက်သွန်တုပ်ပေါ့လူအယောက်400သာပါအများကြီးပဲ400တာမကတော့ကြက်ဥတွေလည်းပါသေးတယ်ကြက်ဥအလုံး150လားကြက်ဥကအလုံး150အဲ့ဒါခလေးတွေအတွက်သီးသန့်အဲ့ပြီးတော့အေးအေးရကြတော့ကြောက်ကြောဖြော်ရေးပဲဖြစ်လို့လဲဆိုတော့ ရိုးရိုးဖြော်ရည်ဆိုချောင်းဆိုးမှာဆိုးတာရယ်နောက်ပြီးတော့ဟောပေါ့နော်ဟိုဒီကြောက်ကြောဖြော်ရည်ကြောက်တကူတကလူတွေကအလုံးရှုပ်လို့ဆိုပြီးတော့မလုံးကြအောင်မဘောကအလုံးရှုပ်တာတွေလို့ပြီးတော့ကောင်းကောင်းလေးတိုက်ချင်တာကိုလည်းကြိုက်တယ်အဲကိုကြိုက်မလားဟုတ်တယ်ကိုကြိုက်တာကိုကိုကြိုက်တာကိုလှူတာရယ်လောကကြီးမှာကိုကြိုက်တာကိုလှူတာအဲ့မှာကိုပြန်ရတဲ့ခါကျတော့ကိုကြိုက်တာပဲပြန်ရမှာဟုတ်ကဲ့ ည်းပြုတ်အခွားနဲ့နေခဲ့ရတာ哦အဲ့တော့နီးလေးတွေကိုကျွေးတင်တယ်ဆိုတော့ကိုကဟိုအဖွားအဖွားနဲ့အဖွားနဲ့ရှိတော့လည်းအဖွားအမင်းနဲ့လေအဲကျောင်းကပြန်လာပြီဆိုရင်ကိုပိုးတို့အဲ့လိုမုတ်တီပါချန်ထားတက်တယ်အဲ့လိုမျိုးဟိုအဖွားတယောက်ရဲ့ခံစားချက်ကိုနားလဲပါအဲ့ဟိုပိုလဲဝမ်းတာဟုတ်တယ်အဖွားနဲ့အဲ့လိုပဲပြင်ဟိုမြီးတွေအများကြီးရှိရင်တော့မှအချက်ဆုံးမြီးကိုနည်းနည်းလေးအဲ့လိုဖွက်ပြီးတော့ကျွေးတက်တာမျိုးဖွက်ပြီးမဟုတ်ပေးတက်တာရှိရယ်လေဟုတ်ပါလေပို့အချက်ဆုံးပဲ ဘောလည်းအဲ့လိုအဖွားချစ်တာပဲခံရတာပါ။အဲ့ဘောဟိုကလည်းအဖွားနဲ့နေခဲ့လို့ဆိုတော့အော်သူ့မြေးလေးတွေတော့ကိုဟိုအဖွားနဲ့ငယ်ငယ်တုန်းကနေခဲ့ရတဲ့အချိန်မျိုးပြန်သတိရတာ။အဖွားဘို့တော့ဆိုလို့ရှိရင်မွေးငါဆိုလည်းနှစ်ပွဲကျွေးရ။အတေးအဖွားအဖွားဘို့အရင်ချက်တယ်။ဘယ်လဲဖွားချက်။ဟိုပြောတယ်ဘာလို့ဆိုတော့သူတို့တနေကုန်လုံးဒီလိုဟိုကုန်နေကုန်ချလို့ကအရင်လေဟိုပြင်းမှန်းမှာပဲနော်။ ကိုတို့ဆိုလေအိတ်လေးတစ်လုံးလောင်ကောကောက်ကောက်အကြာကြီးမတည်နိုင်အောင်တို့ဆိုတော့ဒါနေပူထဲမှာအာအလေးပင်မပြီးအလုံးလုံးနေရတဲ့လူပဲပေါ့ပြီးတော့ရတဲ့ပတ်စံကလည်းအများကြီးမရအောင်ပေါ့နော်အဲ့တော့ဟိုကိုယ့်ရဲ့သမင်းတနက်စာကတို့ကောက်ကောက်လေးလည်းစားရတယ်သမင်းတနက်စာပတ်စံမကုန်တော့အဲ့ဒီဟာကိုတခြားနေရာမှာသုံးလို့ရအောင်ပေါ့ maybe မုံစားရင်တောက်မယ်ဆလီတောက်ရင်တောက်မယ်ဆန်တီတစ်ခုလုံးလို့ရရွာပြရမလားဒါအိမ်ကျွက်လည်းပို့ပြီးတော့မှသုံးလို့ရရင်လည်းရမယ်ဘာမှမဟုတ်ဘူးဆိုပေမဲ့အဲဒီခါကြီးကျရင်တော့လည်းဒါ ့သူတို့တော့အကြီးလို့ထင်ပါတယ်ပိုလည်းတစ်ခါကျရင်ဘာမှမဟုတ်ဘူးဆိုပေမဲ့တိတိလေးကကုတ်တော့အကြီးဖြစ်နေရအောင်နော်ချားလူတွေကလည်းပိုလှဖို့တိုက်တွန်းချင်ပါတယ်ဘာဖြစ်လဲဆိုတော့အဲဒီကန္နာလမ်းမှာဒီဘောနော်ဒီကုနေကုန်ချလို့တမားဆိုအရန်ပင်မန်းနဲ့ကာယလို့တမားကြီးဖြစ်တယ်အော်ပိုလှပါလို့ပြောချင်ပါတယ်ပိုနောက်ထပ်လှူရည်လဲထက်လုံးမယ်ဒါပေမဲ့နေရာပြောင်းတော့မှာပေါ့နော်တော့ဆေးရုံနေမှာလည်းလှူမယ်ဟုတ်ဟိုဟိုအလှူကတော့အမြဲတမ်းလုပ်နေရလေငငယ်လေးတည်းကဟိုဟာအလှူကအမြဲလုပ်တယ်ပတ်စံရှိတဲ့အချိန်မှလည်းလုပ်တယ် အလှူကာလာတွေကြောက်ချောက်ပြုခဲ့ရပါအခုကတော့ဟိုအားနေရလဲဖြစ်ပါတယ်အားနေရအချိန်မှာရောနောက်ပြီးတော့ဟိုအရှိမာနည်းနည်းပတ်စံတွေရဟာလေပတ်စံရဆုတာပတ်စံဆုထားကိုကဟိုပွဲတွေရတယ်ရတော့ပတ်စံဆုတယ်အဲ့ဆုတဲ့ပတ်စံလေးနေငါငါပြိငါငါရဲ့ချစ်ပရိသတ်တွေကငါပြန်လှူဖို့အချိန်ကြောက်ပြီဆိုတော့เนาะအဲ့လိုမျိုးခါကြရင်ကိုယ်မှမရှိရင်လည်းကိုယ်မလှူမလှူနိုင်အောင်အဲ့လိုမျိုးပါဟုတ် ခုကတော့ဗာပြောကိုပတ်စံဆူထားတဲ့ပတ်စံလေးနဲ့လှူတာပေါ့ဟုတ်တယ်လောလောချီးကြသေးတယ်စိတ်ညစ်တော့အဲပတ်စံချီးသမ်းမိတဲ့ဒီသတင်းကျိုးတကောင်နိုင်မဖို့ကလုတ်သေးတယ်ပေါ်တော့မရဘူးတော့မလှနိုင်ဟိုအဲ့လိုမျိုးတော့မဟုတ်ဘူးပေါ့နော်ခါကြိုင်ဘူးအဲ့လိုမဖို့တောင်းအလုံးမလို့ပဲနဲ့မဖို့တောင်းတဲ့ဟာတော့ကိုမပေးချင်ဘူးသူတို့ကလှုပ်လှုပ်နေရလေးတဲ့မလားတကယ်လှုပ်လှုပ်နေရင်အခက်ခဲဖြစ်တဲ့လူကြောင့်ကျွေးချင်တာအာအဲ့လိုမလကားနေရင်သူများတွေဆိုပို့ပို့ရဲ့ဝန်တန်းနေဆိုရင်တလားမှာသူတို့က၄သိန်းနဲ့6သိန်း8သိန်းကြာရကြတာဟိုအဲ့တလားလုံးလှုပ်လို့ရလေ ။ခါကျရင်သူတို့ပတ်သက်အလကားလောက်တောင်းတဲ့လူက2သိန်းတန်တီတဲ့ခါကျရင်3သိန်းတန်တီပတ်သက်လာချီပြီးတောင်းသွားခါကျရင်လည်း10သိန်း။ခါကျရင်လည်း6သိန်း8သိန်းအဲ့လိုချီပြီးပြန်လည်းမပေးကြအောင်။ အဲ့ဒါတော်တော်အဆင်မပြေဘူးပတ်စံချင်းနေပြန်ပေးရတယ်ကြိုးသားရင်လို support လုပ်ပေးရတော့ကျင်းနေတယ်ဥမာပို့ချီးတဲ့တဲမှာမအဲတယောက်ဆိုလို့ရှိရင်သူကတကယ်လုံးလုံးနေရအဲ့ကြောင့်ပို့ချီးလိုက်တယ်အာချီးလိုက်တဲ့အတွက်ကြောင့်သူလည်းသူကလည်းကိုယ့်ကိုလည်းကူညီခဲ့တဲ့ဟာလေးရှိပါတယ်ကူညီဆိုမရိုက်ကူးရေးအတွက်ကူညီပေးခဲ့တဲ့ဟာလေးအပိုင်းနေရှိတယ်အာအဲ့တော့သူသူကငါပေးတင်နေပေါ့နော်နောက်တစ်ခါသူကတကယ်ကြိုးစားနေရလူမို့လို့ပေးလိုက်တော့ခုတော့တော်တော်အဆင်ပြေနေအဲ့ဒါလည်းမြင်ရတော့ပတ်စံပြန်မရလဲဝမ်းတာအဲ့မဲ့ချောချောတော့တကယ်ကြိုးစားရလည်းမဟုတ်ဘူးအလကားနေရင်လည်းသူများရှယ်လိုက်တောင်းနေရလို့တတ်တတ်ရှိတယ်အဲ့ဒါ လုံးဝမကြိုက်ဘူးသူအဲ့ဒါလေးအချောင်သမားစိတ်တယ်လေမကြိုက်ကျင်းနေတယ်ပျော်လဲပျော်တယ်ဟိုတက်တက်ကြီးသူများရှယ်လက်ဒေါင်းနေလူတော့မပေးလင်းပေးချင်စိတ်စိတ်ဆိုအဲ့စိတ်ချိတ်တော့အခါကျန်ပို့ရမ်းများလာတော့လေတစ်ခါနှစ်ခါသုံးခါထိတော့ခံလိုက်သေးတယ်လေးကလည်းလေးကလည်းလေးကတော့ပို့အဲ့ဘလော့ပလိုက်ရောဒါခါကျန်သူတို့အိမ်ငှားကတော့လာဒေါင်းသေးတယ်သူယောက်ျားကနေမကောင်းလို့ဆိုပြီးလာဒေါင်းလို့သူတို့ယောက်ျားရမ်းရအဲ့နင်တို့က ငါအပြူကြီးနေတော့ယောက်ျားနဲ့ငါအပြူကြီးကိုယ့်ကိုရက်တီးရနေတော့ငါတနာပါအောင်ပေါ့နော်ကို့မှာကို့ကို့ကိုတော့တနာရသေးတယ်စိတ်မကောင်းနော်သူတို့ယောက်ျားကြီးရှိတယ်လေအပြူကြီးတောင်ထဲယုံနဲ့နေရတာယုံနဲ့နေရတာဒါဆက်ဆက်ပွဲငါပြောတာပေါ့ပါဘာပြောဟိုပရိသတ်တွေကကို့အဲ့လိုချစ်တာကို့မသိရလူတွေလည်းတီးသွားဆိုတော့ဒါပိုးတော့ဟိုပြောတာပေါ့တယောက်ပဲတီးတီးနှစ်ယောက်ပဲတီးတီးပိုးတော့လူပညာရှင်ဆိုတော့လေလူတိများလေးပိုကောင်းလေးပဲပေါ့ဟုတ် ဒါပေမဲ့ဟိုကိုယ့်ရဲ့လူတိကလူတိများဖို့တော့ကောပိုအာမဟုတ်တဲ့နီးလန်းနေနဲ့အောင်မြင်တော့ပိုမကြိုက်ပါဘူးကိုယ့်ရဲ့သချင်းတွေကိုနားထောင်ပြီးတော့ကိုယ့်ကိုချစ်တာပဲကြိုက်ပါတယ်ဟုတ်ဒီကနေပြီးအလူခံတဲ့လူတွေကတဆင့်နင်းနေနေချိန်ကြရင်တထေးကြီးလည်းဖြစ်သွားနိုင်တယ်ကန်ဆွာလည်းမမြင်နိုင်ပါဘူးထိတ်ဖြစ်သွားတဲ့ခါကျရင်လည်းအဲ့လိုဘာပြောပြောနွမ်းပါရဲ့လူတွေကိုအများကြီးလှူနိုင်ပါသေးလို့ဆုတောင်းပေးပါရှင့်